ျွန်တော်ပြောခြင်းတဲ့အကြောင်းတွေတော်တော်များများရှိပါတယ်ကျွန်တော်ပြောခြင်းတဲ့အကြောင်းတွေကတော့ကျွန်တော်ဘဝဇာတ်ကြောင်းကြီးရှေးဟောင်းနှောင်းဖြစ်တွေတကြီးစကားတငယ်ချားတွေရည်စရာတွေမောစရာတွေအတက်စရာတွေပြောခြင်းတော့ပါ ကျွန်တော်တို့ညီရုံးอ่ะပေါ့ကျွန်တော်ကကြွားသားတယောက်အလုံးသေးငယ်တဲ့မြို့လေးမြို့လေးမြို့ပေါ့အဲ့ဒီမြို့တွေမြို့နယ်တွေကမှအလုံးသေးငယ်တဲ့ကြီးရွာစနေဘုတ်လေးမှာ ကျွန်တော်မှတ်ပါရဲ့အဲ့ဒီဇန်ဘုတ်ကလေးကနေပြီးတော့ကျွန်တော်တို့တောင်းကြောင်းပေါ့နော်တောင်းတက်ရတယ်အဲ့ဒီဇန်ဘုတ်ကလေးကနေကြောင်းတက်ရတယ်တောင်းတော့တယ်တမိုင်းတော့ဝေးတဲ့ဟိုးကျွန်တော်တို့ရွာနေအနောက် နှစ်ရွာကျော်ရွာကြီးရွာမကြီးပေါ့အေးရွာမကြီးကမူရတန်းကျောင်းဒေးတန်းထိရှိတယ်မူရတန်းကျောင်းအဲ့ဒီကျောင်းမှာကျွန်တော်မလေးကအစိုးရဆိုကျောင်းသွားရတယ်အဲ့လောက်အေးနေချမ်းနေလေမနေ့အစိုးရနှင်းနေသူထက်သိနေသေးနေလေအဲ့ နင်းထူထူကြီးထဲမှာကြောင်းသွားတယ်ကျွန်တော်ကမွေးချင်းမောင်နှမနှစ်ယောက်ရှိဒါပေမဲ့လို့အမနဲ့ကျွန်တော်ကအသက်ကတော်ကြီးกว่าအဲ့တော်ကြီးกว่าတဲ့အမကလည်းကျွန်တော်ကြောင်းမလိုက်ခင်ပါပဲသူကနှစ်တန်းလောက်နဲ့ ကြောင်းထက်လိုက်တယ်ပေါ့အဲ့တော့ကျွန်တော်ကြောင်းလိုက်တဲ့အချိန်မှာရွာတွေကအဖော်တွေနောက်ကကတ်လိုက်ရတယ်အဲ့ဒီမှာကျွန်တော်ကိုဝန်ခွဲတယောက်ကကျွန်တော်နဲ့အတင်းအရန်กว่าတယ်ကျွန်တော်တငယ်တန်းမှာသူကလေးတန်းပဲဒါပေမဲ့အဲ့အကူနဲ့အဲ့အကူနဲ့ကျွန်တော်လည်းအသက်ကတော့နည်းနည်းกว่าပါတယ်သို့တော်လေငယ်ငယ်လေးတွေကအတူတူနေ